မျိုးရီအားလုံးမင်္ဂလာပါနော်ကျွန်တော်ကတော့ first star လေးရေးမှုပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်မျိုးတွေဒီတစ်ပတ်မှာဘာတွေရကြလဲအခု like ကြည့်တဲ့မျိုးတွေကိုလို့ကျွန်တော်တို့တပတ်စာအကုန်ပေးခဲ့တဲ့စီမှာခမန်းချက်တွေအကုန်လုံးဟာနော်တရချင်းတရချင်းထွက်သွားတာတွေကြည်ပါပဲအဲ့ဒီကြောင့်မို့လို့ကျွန်တော်မျိုးတွေကဘာလီရတယ်ဆိုတာ လိုက်လေးကိုကြည်ရင်နဲ့မှန်ပေးကြပါဦးလို့ဒီကပြောခြင်းပါတယ်ကျွန်တော်တို့တောက်ကြစနေနေ့မှာကျွန်တော်တို့ရဲ့မူအသစ်ကိုပြသခဲ့ပါတယ်ခွန်ရှိကုဒုံညအခွေသည်ပြီးသွားတဲ့အပတ်ကเนาะဒီဒုံညခွန်ဆိုရဲ့မူရเนาะခွန်ရှိကုဒုံညအခွေသည်ညီကိုလည်းကြရမယ်အပူလည်းကြရမယ်ဆိုတဲ့စီမှာ အဘူးလဲကြတယ်ညီကူလဲကြတယ်နောက်ပြီးတော့အဲ့ဒီခွန်ရှိကိုတုံညာအခွေကကြကြပြီးတော့အဓိကမိန်ကြရမှာကအဲ့ခွန်ရှိကိုတုံညာအခွေတွေကညီကူတွေဖြစ်တဲ့ခွန်ရှိရှိကိုကိုတုံညာတွေကမိန်ကြရမယ်လို့ဆိုရဲစီမှာအဲ့ဒီမိန်သုံးွက်မကြသေးဘဲနဲ့ သူကခွန်ရှိကိုတို့ညာကိုရာရှစ်ဘူးဆိုပြီးကြတယ်။၃ညာရှစ်ဆိုပြီးကြတယ်။တာဝန်ကြီးကအဲ့ဒီတရားမှကျွန်တော်တို့မိန်ကနန်းနေမထွက်ခဲ့တဲ့အတွက်ကျွန်တော်ကအဲ့ဒီမှာပြောတယ်။ဒီခွန်ရှိကိုတို့ညာအခွေကနော်ကျွန်တော်တို့ဒီမှာမိန်ကနန်းနေလာလိမ့်မယ်။ယုံကြည်ရင်ထိုးပါလို့ပြောခဲ့တဲ့အတိုင်းတင်းလာနေမှာဒီ၉ရှစ်ဆိုတာ အောင်မြင်ခဲ့တယ်။အဲ့ဒီမှာနောက်ပြီးတော့ကျွန်တော်တို့ကထပ်ပေးထားတာတပတ်စာမှာအပိုင်းနော်အလုံးထက်မျိုးတွေအတွက်အပိုင်း၄ပြိတ်40အထူးမင်းရော76ကိုအရန်ပြီးတော့တွားရမယ်လို့နော်နှစ်ကွက်ထိုးရမယ်ဆိုတဲ့စီမှာတင်ွက်ကြီးပဲရေးပေးထားနော်76ဆိုတာထွက်ခဲ့ပါတယ်၄ပြိတ်နော် ဲ့ဒါကမူရီ site တွေနဲ့ဖြစ်ပါတယ် like ကိုကြီးတဲ့မျိုးတွေရမှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့မူရီ site တွေကအလုံးဒီမှာပြီးပြီဆိုတော့ကျွန်တော်တို့ calendar site တွေရာရောလက်တွေ့ site တွေရာရောเนาะဒီအခြေအနေကိုပြသနေတဲ့စီဘီဖြစ်တဲ့အတွက်ကျွန်တော်တို့ကချက်ချင်းထပြောတယ်အဘူးမူတွေရှေဘူးမူကြောင့် 6135เนาะဒီကက်တရားဒီနောက်ဒီမှာလဲအလဲရှိဘူးမှုဖြစ်လို့အလဲရှိဘူးမှုဖြစ်လို့6-1ကိုနှလုံးပေါင်းရင်953-3ကဲရမယ်ဆိုတော့10တင်း9 60-65တွေက10ဆိုတာအထူးမင်းရောပြီးခဲ့ပါတယ်။နော်10ထွက်ခဲ့ပါတယ်ခင်ဗျာဒါကကျွန်တော်မျိုးတွေအတွက် 5star တို့ကနော်တေကြပေါ့အကောင်းဆုံးနေကို ျွန်တော်တို့ရှားကြံပြီးခဲ့တာတွေပါအဲဒီနေ့ခွန်လေးကလည်းကျွန်တော်တို့เนาะစူဘူးမိန်မွေကနန်းဒီစနေနေ့မှာပဲကျွန်တော်ပြောခဲ့ပါတယ်စူဘူးမိန်မွေကနန်းရှိတယ်เนาะတိုင်းနေတဲ့ရင်လောက်ပါလို့ပြောခဲ့တဲ့စီမှာဘာလို့လဲကျွန်တော်တို့ခွန်လုံးမှန်ရှိတယ်ဒါကြောင့်မို့လို့ ဒီခွန်လေးစုဘူးမင်းမွေကနန်းကိုဒီဘက်ထွက်နိုင်ဖို့အကောင်းပါတယ်လို့ပြောခဲ့တယ်။နောက်နေတိုင်းဖြစ်တဲ့ဒီနေ့မှာနော်ငါနဲ့ခွန်ကကြားသိမိဖြစ်တဲ့အတွက်ငါးပိုင်ခွန်ပိုင်နေရှိတယ်။ဖိုင်စတာတို့ကလည်းမမတွေပေးထားတယ်ဆိုတော့ငါးပိုင်ခွန်ပိုင်နေစီမှာငါးခွန်ထူမင်းဟောဆိုပြီးပေးခဲ့တာခွန်ထွက်လာတယ်နော်ခွန်ငါးတာဆိုရင်ဝဲဝဲကွဲဖို့ဗျာကျွန်တော်အမျိုးတွေအားလုံးဟုတ်တယ်မလား ဒါပေမဲ့ခွန်လေးနဲ့ပြီးဆုံးသွားတယ်ရတဲ့လူတွေရတယ်ဒီတည်းကမှထပ်ပြီးမမဆိုတဲ့အတိုင်းသုံးကိုဆိုတာကြားခဲ့တယ်ဗျာဒီပြိမမဆိုပူကောင်းတာပေါ့ကျွန်တော်တို့သုံးကားတွေပါနေဆိုရင်နော်အဲ့လိုမလုပ်သွားပဲနဲ့မမကိုကြပြီးတော့သုံးကိုဆိုတာကြီးနဲ့ကြတာကျွန်တော်နော်ကျွန်တော်ပုံကန်နာ အဲ့ဒီကြတော့မနေ့ပြန်တရက်စာကျွန်တော်တို့ဘာတွေလုပ်တင်လဲကျွန်တော်ကတော့မူရှိတာတွေပြောမယ်နော်ကြိုင်နေသေးရင်လည်းလုပ်မကြိုင်နေသေးရင်လည်းမလုပ်နဲ့ကျွန်တော်ကတော့နောက်တစ်ပတ်မှတခါတည်းခုကရေကကြူပြောထားတာဒီမှာမကြပါစီနဲ့လို့ဆူတောင်းပါတယ်မနေ့ပြန်တရက်သေးမှာအရန်ကောင်းနေဒီအလဲ၃ခုမူကြောင့် ဒီအလဲသုံးကိုမူကြောင့်သုံးလုံးအခွေနောက်ဘက်ဂရုမာပါမှာဖြစ်ပါတယ်ကျွန်တော်တို့တခါလေးပြောပြီးပါထားပါမယ်နော်သုံးလုံးအခွေပါအပြည့်စုံကလေးလုံးအခွေဒါပေမဲ့အဓိကမိန်တင်ခန်းထိုးမှာကသုံးလုံးအခွေအဲ့ဒီသုံးလုံးအခွေမှာမိန်တင်ကနန်းတကွက်ကလည်းပါအောင်မှာဖြစ်တယ်ဂျိုင်းနေတဲ့ရင်နောက်ဘက်မှာဂရုမာနော် လာအားပေးဖို့ဖိတ်ခေါ်ရပါတယ်။ဖိုင်စတာတို့ဒီလောက်နော်ဒါဂျုံလုံးပြောတာပါ။အကောင်းဆုံးနေလုတ်ပေးတယ်။ကျွန်တော်တို့ယူသွားစာဝန်ခံပြီးလဲပြောတယ်။ကျွန်တော်တို့စီမှာလာရောက်ပြီးတော့တစ်ခါတစ်ခေါက်လောက်လာအားပေးပါလို့ပြောတဲ့စီမှာအမှန်သောစကားပြောမယ်ဒီတစ်ပတ်မှာတယောက်မှလာအားမပေးကြဘူး။ဘာလို့လဲဗျာတအားကြီးများခက်ခဲနေကြသလိုလား။ဒုတိယကစားတဲ့စီမှာ ကျွန်တော်တို့အရင်ကြီးအရေးကြီးပါတယ်ခင်ဗျဒီအရင်ကြီးနဲ့တူ အပိုင်လေးတွေကို ကျွန်တော်တို့လှူရှာကစားရမှာဖြစ်ပါတယ်အရိယာမကျွန်တော်နော်ကြုံမှုပါတယ်ခင်ဗျအင်မတန်မှတိုင်နေတာနဲ့ကားနဲ့နော်တိုင်းနဲ့တာနဲ့ကားနဲ့ရှိတဲ့မျိုးတွေကဖိုက်ရှားရဲ့ကနေ ကောင်းတို့ရရတွေကိုဈေးဘူးအဖြစ် ထိုးပါတယ်။နေရဘူးပေါက်ပါတယ်။300ဘူးပဲပေါက်ပါတယ်ဆိုတော့အင်မတန်အံ့ဩစရာကြီးပါ။ဘာလို့မှလဲဗျာ။ကျွန်တော်တို့လောင်းကစားဆိုတာငွေရဖို့အတွက်သွားနေတာမလား။ညံ့ညံ့ရရမယ်စီးပွားရေးလို့သွားရမှာလေ။နော်အဲ့ဒီလူချမ်းသာတဲ့လူဒီတန်းစားတွေကဈေးဘူး100နေရဘူးပဲထိုးတယ်ဆိုတော့ อืมเปียปะล่ะวะยีเสียตะโบดิเตยောက်ดาบ่เปียဟုတ်တယ်မလားဒါ5 star ဟုတ်တာယုံယုံကြည်ကြည်နဲ့ဒီတပတ်စာရိတာလို့ရင်ကျွန်တော်ပြောခဲ့ပြီးပြီးများတို့ဒီเนาะတပတ်တပတ်ငွေဒီဒီပြည့်လုပ်ငန်းနေတောင်လုံးเสียမလို့ဘူးเนาะဒါပေမဲ့တချို့တွေကတော့ခုတည်းဒီအပျော်လား ကလေးစားစရာလားတော့မသိပါဘူးဗျာအလူတွေလည်းတွေးရပါတယ်ခုကျွန်တော်ပြောလို့ပဲဝန်းနေစရာကနော်ဖိုက်စားရဘက်ကတောင်းဝန်ကြီးစွာဒီလောက်ပြီးပြီမင်းလေဒီတစ်ပတ်မှနော်ဂရုလာဝင်ပြီးအားပေးတဲ့အမျိုးတယောက်မှမရှိပါဘူးဒါကကျွန်တော်တို့ဖိုက်စားကိုချစ်ခင်နေရာတွေပြတယ်လို့ပဲအောင်းမိပါတယ်နော်အဲ့ဒီကြတော့နောက်တစ်ပတ်မှဒီ၃၉အမှုကြောင့်နော် အကောင်းဆုံးသုံးလုံးအခွေပါမယ်ဒီနေ့ဒီရက်တော့မထွက်ပါစေနဲ့လို့ကျွန်တော်ဆုတောင်းနေရပါအရန်ကောင်းတဲ့မူဖြစ်ပါတယ်ဗျာအဲ့ဒီမှာမနေ့ပြန်ကျွန်တော်တို့ဘာကိုဆုံးပြတ်မလဲဆိုရင်เนาะကျွန်တော်တို့ဒီအလဲပောင်းဝမူတွေကြောင့်နိခွန်တုံညာငါအခွေ ထွက်ရမယ်ဆိုတာ ရချိန်လဲစီနေပြီမထွက်လာသေးဘူးထွက်ဖို့အကောင်းနေပြီတခုနော်နေခွန်၃ညာ၅ခွေတခုပြောရင်နော်နောက်ပြီးတော့လက်တွဲဆိုင်လဲပြမယ်အဲ့ဒီလက်တွဲဆိုင်ကနေခွန်၃ညာ၅အခွေလဲပါသေးတယ်ဒါပြီးမှကျွန်တော်တို့မူတခုနဲ့အတူထပ်ပြီးတော့အကောင်းဆုံးဆိုတာကိုပေးဦးမှာဖြစ်ပါတယ်နော် ဒါကလက်တွဲစိုက်ပြီးအကောင်းဆုံးအခွင့်